မိတ်ဆွေရဲ့ဖုန်းမှာဖုန်းပြောက်သွားရင်တော့မှအလွယ်တကူပြန်ရှာလို့ရအောင် ပြင်ဆင်ထားတဲ့နဲ့အချက်၃ချက်ပထမအဆုံးအနေနဲ့ကျွန်တော် find device ကို on ပေးထားပါမယ်နောက်တစ်ခုက notification notification center ကိုကျွန်တော်တို့ lock screen မှာဆွဲချလို့မရအောင်ပြင်ဆင်ထားပါမယ်နောက်တစ်ခုက power ပိတ်လို့ရှိရင် confirmation ကိုရဲ့ password ကိုပြန်တောင်းအောင်လို့ပြင်ဆင်ထားပါမယ်ဒီအချက်၃ချက်ကိုကျွန်တော်ပြပေးပါမယ်နော်ဆိုတော့ ပထမအဦးဆုံးတစ်ချက် find device ကိုကျွန်တော်ဘယ်မှာသွား on အောင်မလဲဆိုရင် Xiaomi ဒီမှာဆိုရင် setting နဲ့ကိုသွားဆိုလို့ရှိရင်ဒီမှာ privacy and security ဆိုတာရှိတယ်ဆိုတော့အဲ့ထဲဝင်ပါတော့ပြီးရင်ဒီဘက်မှာ security tab ထဲကိုဝင်အပေါ်ဆုံးမှာ find device ဆိုတာလည်းရှိတယ်အဲ့နေရာမှာ on ပေးထားဖို့လိုပါတယ်ကျွန်တော်တို့ပြီးရင် find နဲ့ရောက်ဝိုင်းဒီဘက်ထဲမှာ find device setting လေးတွေကိုဝင်ပြရမယ်ပြီးရင်ဒီဟာလေးတွေကိုကျွန်တော်တို့အကုန် on ပေးထားအောင်ပဲပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က location ကနေပြီးတော့ live လို့ရပြီဆိုတော့ဖုန်းပျောက်သွားခဲ့ရင်ပေါ့နော်ဆိုတော့ဒါတစ်ခုရပြီ ဒုတိယတစ်ခုက log screen မှာ notification bar ကိုဆွဲချလို့မရအောင် control center ကိုကျွန်တော်တို့ပိတ်ပေးထားပါမယ်။အဲ့ဒါဘယ်ထဲမှာလဲဆိုတော့ကျွန်တော်တို့ဒီမှာ notification and status bar ဆိုတာလည်းရှိတယ်။အဲ့ထဲကိုဝင်ပါတော့။ပြောလို့ရှိရင်အောက်နားလေးကိုတော့ဒီမှာ item show ဆိုတဲ့ထဲကိုဝင်ပါတော့။အဲ့ဒီမှာ notification ရှိနေကျွန်တော်တို့ control center နဲ့ပေါ့နော်အဲ့နှစ်ခုလုံးကိုပိတ်ပေးထားပါမယ်။ဒါဆိုလို့ရှိရင်အာကျွန်တော်တို့ log screen ဖြစ်နေတဲ့အနေအထားမှာ notification bar ရောဒီ backup control center ရောကျွန်တော်တို့ဖွင့်လို့မရတော့ပါဘူးဆွဲချလို့မရတော့ဘူးเนาะဆိုတော့ဒါဆိုရင်အဆင့်နှစ်ဆင့်ရပြီပြီးတော့နောက်ထပ်တစ်ခုအနေနဲ့ကကျွန်တော်တို့ဟော shutdown confirmation ပေါ့เนาะ shutdown confirmation ဆိုတာက power ပိတ်လို့ရှိရင်တော့မှကျွန်တော်တို့ password ကိုပြန်တောင်းမဲ့ဟာလေးပေါ့เนาะဆိုတော့အဲ့ဒါက privacy and security တွေကိုတော့ပြီးတော့ရင် security တက်ထဲမှာ shutdown confirmation ဆိုတာလေးရှိရပေါ့เนาะဆိုတော့အဲ့ဒါလေးကို on ပေးထားရပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအချက်၃ချက် ိုက်ညီပြီဆိုရင်ရပါပြီဆိုတော့ကျွန်တော်တို့ဖုန်းက internet လည်းဖွင့်ထားမယ် GPS လည်း on ထားမယ်ဆိုလို့ရှိရင်ရုတ်တရက်မှာဖုန်းပျောက်သွားခဲ့တယ်ဆိုရင်ကျွန်တော်တို့ myun.com ကနေပြီးမိအကောင့်နဲ့ဝင်ပြီးတော့ device ရဲ့ location ကိုရှာလို့ရပါတယ်နောက်တစ်ခုက ဖုန်းကိုအလန်းပေးလို့ရပါတယ်လှမ်းပြီးတော့အတန်မီအောင်လုပ်လို့ရပါတယ်အဲ့ဒီအတန်မြည်တဲ့ဟာကသူ့ဘက်ကအတန်တိုးလို့ရအောင်မရဘူးနော်အတန်ခလုတ်နှိပ်တာတောင်မှပဲတိုးလို့မရတော့ပါဘူးပြီးတော့နောက်ထပ်တစ်ခုက data တွေကိုလှမ်းယူလို့ရတယ်။ data တွေကိုလှမ်းပြီးတော့ဖြတ်ပစ်လို့လည်းရပါတယ် ဆိုတော့ရင်းဆုံးနေနဲ့ကျွန်တော်တို့ဒီအရလေးစမ်းပြပေးမယ်နော်ဆိုတော့ဒီမှာဒါဆိုရင်ဖုန်း lock ဖြစ်နေတဲ့အခြေအနေမှာဆိုရင်ကျွန်တော်တို့ notification ကိုဒီ control center ကိုနှစ်ခုလုံးဆွဲချလို့မရတော့ပါဘူးပြီးတော့နောက်ထပ်တစ်ခုကအကယ် power ပိတ်မယ်ပေါ့နော်ဖုန်းကခိုးခံလိုက်ရပြီ သူ့ဘက်က power ပိတ်မယ်ဆိုရင်တော့မှပိတ်လို့မရပါဘူးကိုယ့်ရဲ့ password ကိုမသိရင်သူ့ဘက်ကဖုန်း power လုံးဝပိတ်လို့မရပါဘူး ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဘက်ကအလွယ်တကူဖုန်းကိုပြန်လိုက်ရှာဖို့အတွက်ဟောလွယ်ကူသွားတာပေါ့နော်ဆိုတော့ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗျာ